ောင်ဖြူတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးမှုများနေတာကြောင့်မြေတူးဆက်တွေနဲ့မြေချင်းတူပြီးအုပ်စုလိုက်မြေမြုပ်တကြိုနေရတယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကတေဆုံးအလောင်းတွေကိုယာရူးကြီးယာရူးငယ်ခွဲပြီးတက်ကြက်အဆင့်ကနေအောက်အဆင့်တေဆုံးသူတွေကိုအစုလိုက်ပြုံလိုက်မြေမြုပ်တကြိုကပြစ်ထားခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်ဖြစ်တဲ့ Little Rabbit စီကသိရပါဗျ။မေလ31ရက်နေ့ကလည်းကြောက်ဖြူတိုက်ပွဲအတွင်း စစ်ကူပို့လိုက်တဲ့ဒူဖုံမှုကြီးအဆင့်ရှိတဲ့တည်ရင်မှုတဦးထပ်မံတည်ဆုံသွားတယ်လို့သိရပါဗျ။ဒူဖုံမှုကြီးဘုံမှုကြီးအဆင့်တွေထိနောက်တန်းကိုအလောင်းတွေပြန်တယ်နေရတော့မျက်မြင်ကိုရင်းမှုဝါရဖြန့်ထားလဲစစ်တပ်မိသားစုတွေစိတ်ဓာတ်ကျနေကြတယ်။ခြေရန်လွတ်သမျှတေရာနဲ့ဒံယာရလို့နောက်တန်းပြန်လာရတာတွေများနေတယ်လို့တဲ့တရင်ရင်မြက ARD Times ကိုပြောပါရယ်အဲ့ဒီတရင်မှုရဲ့အလောင်းကိုစစ်ကောင်စီကပြန်လဲတည်ဆောင်သွားပြီး ကြောက်ဖြူမြို့မြို့မတုတ်တန်မှာတိတ်တဆိတ်မီးတကြိုခဲ့တယ်လို့သိရပါတယ်။ကြောက်ဖြူမြို့ပေါ်ထိဗိုလ်မှူးအဆင့်တန်ရင်မှူးအဆင့်ဘျူဟာမှူးအဆင့်တွေတေဆုံတဲ့သတင်းတွေ ရောက်ရှိလာတဲ့အတွက်အုပ်ချုပ်ရေးပိုင်းကစိုးရင်ပူပန်နေကြပြီးအေးအေးသိမ့်ပိုက်ထားတဲ့နေမျိုးတွေကိုစစ်ကောင်စီကပြန်လည်သိမ့်ပိုက်ထားပြီးဖြစ်တယ်လို့လည်းသတင်းတွေလွှင့်နေတယ်လို့အုပ်ချုပ်ရေးပိုင်းနဲ့နှိစက်သူတွေစီကသိရပါတယ်။